မင်္ဂလာပါရှင်တကြမရန်တင်ချာတက်ကအခန်းတက်လမင်းကဆရာမတို့ရှင်းပြထားတာလေးချက်ငန်းတက်တက်မလေးမှာနံပါတ်ချက်ကကကြီးကိုရှင်းပြထားတယ်ဒီတော့ဆရာမတို့ဒီနေ့ခဝေးကိုဆက်ပြီးသွားလိုက်ရအောင်နော်အဲ့တော့ခဝေးမှာဆရာမတို့ကအနုတ်သုံးနဲ့ကိုနဲ့သူကပေါင်းပေးရမယ်ဟုတ်ပြီနော်အဲ့တော့အနုတ်သုံးအပေါင်းကိုအဲ့တော့ဆရာမတို့အကြမ်းထဲမှာစဉ်းစားကြည့်မယ်အနုတ်သုံးအပေါင်းကိုဆိုတော့လက္ခဏာမတွင်နှုတ်မယ် ်ကြီးတဲ့လက္ခဏာကိုတက်မယ်ဆိုတော့အပေါင်းလက္ခဏာကိုတက်မယ်ကိုးအနှုတ်သုံးဖြစ်သွားမယ်ဟုတ်ပြီနော်ကိုးတဲ့က၃ကိုနှုတ်သွား၆ဒါဆိုရင်ဆရာမတို့ရမယ့်အဖြေဒီအပေါင်း၆ကိုရရမယ်ဒါဆိုတော့ဆရာမတို့စပြီးဆွဲလိုက်ရအောင်ပြီးတော့အရင်ဦးဆုံး၃ကိုဆွဲပြီးတော့မှကိုးကိုဆွဲရင်လည်းရတယ်ကိုးကိုဆွဲပြီးမှ၃ကိုဆွဲရင်လည်းရတယ်နောက်ပြီးတော့ကလေးတို့အဆင်ပြေတာဆွဲပါဆရာမတို့စပြီးတော့မှဆွဲလိုက်မယ် ။ Okay. အဲ့တော့ဆရာမတို့ကဒါကိုဒီမှာဆရာမက0ထားမယ်။ဒီဘက်မှာ -1, -2, -3 ထားလိုက်မယ်။ဒီမှာများလေးထားလိုက်မယ်။ဟုတ်ပြီနော်။ဒီဘက်မှာက1 2 3 4 5 6အဲ့တော့ဒီဘက်မှာများလေးတက်လိုက်မယ်။ဟုတ်ပြီ။ဒါဆိုလို့ရှိရင်ဆရာမတို့ကအနှုတ်3ကိုအရင်ဆွဲမယ်။တုံညကနေအနှုတ်3ကိုဆွဲလိုက်မယ်။အနှုတ်ဖြစ်တဲ့အတွက်ကြောင့်မလို့သူကများကဘယ်မှာရှိမလဲဆိုတော့အနှုတ်ဖက်မှာရှိမယ်။ဟုတ်ပြီနော်။ တော့ကျွန်မဒါလေးကိုဆွဲလိုက်ပြီးဒါကအနုတ်3အနုတ်3ရဲ့အပေါင်း9ရဲ့ဖြစ်တဲ့အတွက်ကြောင့်မလို့ဒီကနေပြီးတော့9ယူနစ်ပေါ့နော်9ယူနစ်ဒီဘက်ကိုလာမယ်အဲ့တော့အဲ့အားလေးကိုဆရာမတို့စပြီးတော့ဆွဲလိုက်မယ်အဲ့တော့ဒီမှာတယူနဲ့၂ယူနဲ့၃ယူနဲ့၄ယူနဲ့၅ယူနဲ့၆ယူနဲ့၇ယူနဲ့၈ယူနဲ့၉ယူနဲ့ဆိုတော့ဒီထိလာမယ်နော်အဲ့ဒါဆိုတော့ဆရာမတို့ဒီကနေပြီးတော့မှတိုင်းပြီးတော့ဆွဲလိုက်မယ်၆ထိလာမယ်ဟုတ်ပြီ ဲ့တော့ဒီဘက်ကိုဆွဲလိုက်တာကဘာလဲဆိုတော့ minus 3ဖြစ်ပြီးတော့ဒါကကျတော့ဘာလဲဆိုတော့9ဖြစ်တယ်။ဟုတ်ပြီအဲ့တော့ဒီပုံမှာဆရာမတို့ကဒါက minus 3ကိုဆွဲလိုက်တယ်ဒါကဆရာမတို့ကဆွဲတာက plus 9ဒီဘက်ကိုလာတယ်အပေါင်းဘက်ကိုလာတယ်သူကအပေါင်းတင်နေတာမဟုတ်လို့ဒါဆိုရင်သူ့ကိုနှုတ်လိုက်လို့ရှင်ရတာဒီပါလဲဆိုတော့ဒီကနေဒီထိအများထိတ်ကဒီဘက်ကိုရှိတာဖြစ်တဲ့အတွက်ကြောင့်မလို့သူကအပေါင်းကိုရမယ်ဟုတ်ပြီနော်ဒါဆိုရင်ဒီမှာဆရာမတို့ကဒီရလေးကို6လို့ဆွဲလိုက်ရုံပဲ နော်ကလေးတို့ကတော့ပုံကိုတခြားလေးဆွဲပါဆရာမအကျန်းလေးဖြစ်နေလို့ပါဒါဆိုလို့ရှိရင်အရင်ဆုံးဘာကိုဆွဲလဲဆိုတော့နှုတ်သုံးကိုဆွဲတယ်ပြီးတော့မှ plus 9နော်အပေါင်းကိုဆွဲတယ်အပေါင်းဘက်ကိုများထိတ်ကိုတက်မယ်ပြီးတော့ရမယ့်အဖြစ်ဒီသူ့ကိုရှင်းလိုက်လို့ရှိရင်ဆရာမတို့ရတာဒီအပေါင်း6ဖြစ်တဲ့အတွက်ကြောင့်မလို့ဂျီကများကောင်းလေးက6ဖက်ကိုတက်ပေးပါမယ်တဲ့ဟုတ်ပြီဒီလိုမဟုတ်ဘဲနဲ့ကလေးတို့တချို့ကလေးတွေမိကြတာရှိပါတယ်ဒီပုံကိုဆရာမတို့က အဲဒီကိုကိုအရင်ဆွဲပြီးတော့မှအနှုတ်သုံးကိုဆွဲလို့ကောမရဘူးလားဆိုတော့ရပါတယ်။ဟုတ်ပြီနော်။ကိုကိုဆွဲပြီးမှအနှုတ်သုံးကိုဆွဲလိုက်ရတယ်။ဟုတ်ပြီ။အဲ့တော့အရင်ဆုံးဆံမလို့ဒီဟာအတွက်အဖြေရေးလိုက်ရအောင်။အနှုတ်သုံးအပေါင်းကိုဆိုတော့အဖြေက600ရမယ်။ဟုတ်ပြီလား။အဲ့ဆိုတော့ဆံမကဒီနောက်တစ်ခုပြန်ဆွဲပြပါမယ်။အကြမ်းလေးပဲဆွဲမယ်ဟုတ်ပြီနော်။ ဟုတ်ပြီအဲ့တော့ဆရာမကမြင်းလေးတစ်ချောင်းဆွဲလိုက်မယ်သူ့ကိုအပေါင်းအနှုတ်ရေးလိုက်မယ်အဲ့တော့ဒါတော့ကလေးတို့အဆင်ပြေအောင်ဆွဲပါဟုတ်ပြီအဲ့တော့ဆရာမတို့ကကိုကိုအရင်ဆွဲမှာ ကိုကိုအရင်ဆွဲမှာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီမှာ0ထားလိုက်မယ်ဆရာမကဟုတ်ပြီနော်အဲ့ဒါပြီးတော့မှ1 2 3 အဲ့တော့0ထားပြီးတော့ဒီဘက်ကဆွဲလို့မရဘူးလားဆိုတော့ရပါတယ်ဆင်မကတော့လိုအပ်တာကိုပဲဆွဲလိုက်တာပါဟုတ်ပြီအဲ့ဆိုတော့0ကနဲ့ဆင်မတို့ကကိုကိုအရင်ဆွဲလိုက်ဟုတ်ပြီ0နဲ့9နဲ့ဒါဒီ9ယူနဲ့ဒါဒီဆင်မတို့ဆွဲလိုက်တာက9နောက်တစ်ခုကအနှုတ်3ကိုဆွဲမယ်အနှုတ်3ဒီဒီများထိတ်ကနဲ့အနှုတ်ဖက်ကိုလာမယ်နှုတ်ဖက်ကိုလာမယ်ဆိုတော့ဘဲဘက်ကိုလာမယ်ဟုတ်ပြီနော်အဲ့ဆိုတော့ဒီမှာဒီကနေပြီးတော့ဆင်မတို့ဆွဲမယ်အနှုတ်3ကတယူနဲ့ 2ယူနစ်3ယူနစ်ထိလာမယ်။ဘယ်ထိလာမလဲဆိုဒီမှာရှိတဲ့6နေရာထိကိုလာမယ်။ဒါဆိုရင်ဇာဆမ်မတို့ဆွဲလိုက်တာကအနုတ်3ဟုတ်ပြီ။အဲ့တော့ကိုကနေပြီးတော့အနုတ်3ကိုဖဲလိုက်လို့ရှိရင်ဆမ်မတို့ရတဲ့အဖြေဒီဒီကနေပြီးတော့ဒီထိရတယ်။အဲ့တော့ရတဲ့အဖြေကအပေါင်းဖြစ်လို့ဒီမှာများကိုဘယ်မှာတက်ရမလဲဆိုတဲ့အကြအကြောင်းအရာလေးတစ်ခုစဉ်းစားရမယ်ပေါ့နော်။အဲ့တော့ကလေးတွေကဒီကနေဒီကိုဆွဲလိုက်တဲ့အခါများထိတ်ကိုဒီမှာတက်တာရှိတယ်။ ဒါပေမဲ့ဆင်မရရတဲ့အဖြေဒီအပေါင်း6ဖြစ်တဲ့အတွက်ကြောင့်အများသည့်ဒီဘက်ကိုတက်ရမယ်။ဟုတ်ပြီနော်။အဲ့တော့ဒီ3ညကနေပြီးတော့6ရှိတဲ့နေရာကိုအများကြီးဒီလိုလေးတက်လိုက်မယ်။ဟုတ်ပြီနော်။ဒါမြင်းကတော့ကလေးတို့တက်အောင်ဆွဲပါ။ဒါကိုကိုဆွဲတယ်။အနုပ်3ကိုဆွဲတယ်။ပြီးတော့မှရတဲ့အဖြေဒီအပေါင်းဖြစ်လို့6ဆွေမှရေးလိုက်မယ်။မြားကောင်းဒီညာဘက်မှာရှိမယ်။အပေါင်းဘက်မှာရှိမယ်။ positive integers တွေဘက်မှာရှိနေမယ်။အဲ့တော့ဆင်မရကြည့်မယ်။8အနုပ်7 ဟုတ်ပြီအဲ့တော့ဆရာမတို့အရင်ဆုံး၈ကိုဆွဲမယ်ပြီးလို့ရှိရင်အနုတ်၁၁ကိုဆွဲလိုက်မယ်ဟုတ်ပြီနော်အဲ့တော့ဒီမှာဆရာမတို့ဒါကိုဆွဲတဲ့အခါမှာပေါ့နော်တချို့ကလေးတွေက၈ကိုအနုတ်၁၁ကိုပေါအောင်အရှိန်ဆွဲတာတွေရှိတယ်ဆွဲလို့မရအောင်လားဆိုတော့မဟုတ်ပါဘူးရပါတယ်လိုအပ်တဲ့လောက်ဆွဲရင်လည်းရတယ်ဟုတ်ပြီနော်အဲ့ဒါဆိုတော့ဆရာမတို့က၈ကိုအရင်ဆွဲမယ်ဆိုရင်ညာဘက်ကိုမြင်များလေးယူရင်ရတယ်အနုတ်၁၁ကိုအရင်ဆွဲမယ်ဆိုရင်အဲဒီဘက်ဘက်ကိုမြင်များလေးယူမယ်ပေါ့နော်0ကနေအနုတ်၁၁ကိုယူမှာဆိုတော့ဟုတ်ပြီအဲ့ဒါဆိုတော့ဆရာမကတော့ဒီမှာ zero soi ma nyu chwa me. Naro asin Ok, ero di ma zero shi me. apa 1, 2, 3, 4, 5, 6, 7, 8, 9. Daga jero minus 1, minus 2, minus 3, minus 4, minus 5. ဟုတ်ပြီအရင်ဦးဆုံးဆရာမတို့က၈ကိုဆွဲမှာဖြစ်တော့ဂျီကနေပြီးတော့မှ၈ ठी ကိုဆရာမအများကောင်းလေးနဲ့ဆွဲလိုက်မယ်အဲဆရာမရဲ့မြင်းနေရာတော့ပြောတဲ့အတိုင်းကြည့်အကုန်လုံးစောင်းပါတယ်နော်၈ ဟုတ်ပြီအဲ့တော့ဒါက၈ကိုဆွဲပြီးပြီဆိုလို့ရှိရင်ဆရာမတို့ကအနုတ်၁၁ကိုဆွဲမှာအလုံးလက္ခဏာပါတဲ့အတွက်ကြောင့်မလို့ဘယ်ဘက်ကိုသူရဲ့ထိတ်သည်ဘယ်ဘက်ကိုညွှန်းမှာမယ်ဟုတ်ပြီနော်အဲ့ဒါဆိုတော့ဒီကနေပြီးတော့၁၁ယူနစ်၁၂၃၄၅၆၇၈၉၁၁၁၁ယူနစ်၁၁ခုကိုဆရာမတို့ကဆွဲလိုက်မယ်အဲ့တော့ဒီထိရောက်မယ်အနုတ်၃ထိအဲ့တော့လှည့်ရမယ်များသည်ဒီဘက်ကိုလှည့်မယ် ဒါကအနုစတစ်ကိုဆွဲထားတာဟုတ်ပြီအဲ့တော့ကျွန်တော်ဒီမှာမစင်စားရသေးတာတခုရှိတယ်ရှေ့ရဲ့အပေါင်းအနုစတဲ့ရဒီလိုဖြစ်နေမှာပေါ့နော်အဲ့တော့လက္ခဏာမတူလက္ခဏာမတူရင်နှုတ်မယ်စတဲ့ထရား၈ကိုနှုတ်မယ်ဟုတ်ပြီနော်အဲ့တော့စတဲ့ထရား၈ကိုနှုတ်တာ၃ကြံမယ်ကြီးတဲ့လက္ခဏာကိုတက်တော့အနုကိုတက်မယ်အနု၃ဒါဆိုရင်ဒီမှာဆရာမတို့ကအနု၃ကိုရသလားဆိုတော့ရတာပေါ့အဲ့တော့အဖြေကအနု၃ဆိုတော့များလဲဒီဘက်ကိုများကောင်းကိုတက်မယ်အဲ့ဒါပြီးမှအနု၃ဆိုရင်မှ ဒါကအဖြေရှိလိုက်မယ်။ရပြီနော်။အဲ့လိုမှမဟုတ်ဘဲနဲ့အနှုတ်၁၁ကိုဆွဲပြီးမှကောမရအောင်လားဆိုရင်ရရယ်နော်။အဲ့ဒါကလေးတို့သဘောရေးပါမယ်။အဲ့တော့ဒါကိုအဖြေရေးမယ်ဆိုရင်၈အပေါင်းအနှုတ်၁၁ကအနှုတ်၃ကိုရပါတယ်။ရပြီနော်။ဒါဆိုရင်နောက်တစ်ခု6အနုတ်လေးအဲ့တော့ဒါကိုဆရာမတို့အင်ဆုံးစဉ်းစားမယ်6အပေါင်းအနုတ်လေး ဲ့တော့လက္ခဏာမတူတော့ခါကျတော့နှုတ်မယ်ကြီးတဲ့လက္ခဏာကိုတက်မယ်ဆိုတော့အပေါင်းလက္ခဏာကြီးတော့အပေါင်းကိုတက်မယ်6ထက်4ကိုနှုတ်တော့နှဲ့ဆိုတော့အပေါင်း1ကိုရမယ်ဒါကစမလို့အရင်ဆုံးစဉ်းစားတာအဲဒီအဲကိမြင့်ဆွဲပြီးမှစဉ်းစားရင်လည်းကိမြင့်မှစဉ်းစားရင်လည်းရတယ်တကယ်တော့သူကတော့ကိမြင့်မှစဉ်းစားစီခြင်းတာဒါပေမဲ့ဆရာမတို့ကမမဆိုလို့ကြွတင်ပြီးတော့မှဒီလိုလေးစဉ်းစားထားလိုက်တယ်ဟုတ်ပြီနော်အဲ့တော့6ကိုဆရာမဆွဲမယ် များထိတ်ကလေးတွေများကောင်းလေးတွေတက်ဖို့မမေ့ရဘူးအဲ့တော့ဒီမှာ0ထားလိုက်မယ် -1 1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30အဲ့တော့အရင်ဆုံးဆရာမတော်က6ထိဆွဲလိုက်မယ်။၃ညကနေ ပြီးတော့မှ6ထိဆွဲလိုက်မယ်။ဟုတ်ပြီ။ ပြောမှများကောင်းတက်လိုက်မို့ဒါဒီဆရာမတို့က6ကိုဆွဲထားတာဟုတ်ပြီအနှုတ်လေးဆိုတော့ဒီထိတ်ကနေပြီးတော့မှ minus ဘက်ကိုလာမယ်2 3 4ဒီထိလာမယ်နော်အဲ့တော့ကလေးတို့ကမတက်မှာဆိုလို့ရှိရင်ဒီလိုအဆက်ကလေးတွေခြားပြီးတော့မှဒီမှာတက်အောင်လို့ထားလိုက်ဟုတ်ပြီနော်ဒါဆိုရင်ဒီဘက်နဲ့ဒီဘက်နဲ့သူ့ဟာနဲ့သူတက်သွားလိမ့်မယ်အဲ့တော့ဆရာမတို့ကမြညာကောင်းကိုဘဲဘက်မှာထားရပါမယ်။ဘာဖြစ်လို့လဲဆိုတော့သူကအနုတ်ဖြစ်နေလို့ ဟုတ်ပြီဒါဆိုရင်ဒီမှာအဖြေရပြီနော်အဖြေကိုစဉ်းစားကြည့်မယ်ဒီမှာအဖြေကအပေါင်းရပါမယ်ဒါဆိုတော့ဒီကနေပြီးတော့ဒီဘက်ကိုဒီမြားကဒီဘက်ကိုလှည့်နေမယ်နော်အဲ့တော့ကျွန်တော်တို့ဒါလေးကိုနည်းနည်းလေးအပေါ်တင်ပြီးတော့ဆွဲလိုက်မယ်ဟိုကငိုရတဲ့အဖြေဒီအပေါင်းနှစ်ကိုရတယ်အဲ့တော့အရင်ဦးဆုံး6ကိုဆွဲလိုက်တယ်ဒါဒီအပေါင်း6ဖြစ်တဲ့အတွက်ကြောင့်ညာဘက်ကိုသွားမယ်မြားကောင်းတက်မယ်ပြီးတော့မှအနုတ်လေးကိုဆွဲမယ်ပြီးတော့မှအနုတ်တက်မယ်မြားဒီ negative ဘက်မှာရှိနေမယ်အနုတ်အဲကိန်းပြေတွေဘက်မှာရှိနေမယ် ဘယ်ဘက်မှာရှိမယ်နော်အဲ့ဒါပြီးတော့အဖြေကအပေါင်းဖြစ်တဲ့အတွက်ကြောင့်ညာဘက်မှာညာလေးရှိနေမယ်အဲ့တော့သူ့ကိုအဖြေဆင်မလို့ရေးပြီဆိုရင်ဟုတ်ပြီနောက်တော့ဆင်မလို့ငါ့ကိုဆွဲမယ်အနှုတ်၃အနှုတ်၅ဆိုဆင်မလို့အနှုတ်ဖက်ကိုပဲဆွဲလိုက်ရင်ရပြီဟုတ်ပြီနော်အပေါင်းဖက်ကိုထည့်ဆွဲစရာမလိုဘူး vì mình ăn xuê mẹ mình nói là đi mà xem ba mình ăn lì xuê ra thì mà mình ăn lì xuê mẹ zero thì bác cái minus one bé bé mà minus two minus three minus four minus five minus six minus seven minus eight ok rồi đó là xem rồi anh hiểu không xin ra mẹ anh nấu tô anh bán anh nấu ngà လက္ခဏာတူတယ်လက္ခဏာတူရင် ပေါင်းမယ်နော်ဗျနော်လက္ခဏာတူရင်ပေါင်းမယ်တူတဲ့လက္ခဏာတက်မယ်ဒါဆိုရင်သူ့ကိုပေါင်းလိုက်တော့ရှင်းရတယ်တူတဲ့လက္ခဏာကိုတက်လိုက်တော့အနှုတ်ရတယ်ဒါဆိုရင်ဆရာမတို့ရမယ်အဖြစ်ပြီးအနှုတ်ရှင်းရရပါမယ်ဟုတ်ပြီဒီတော့အရင်ဆုံးဆက်ဆွဲလိုက်ပါမယ်တုံညကနေပြီးတော့မှအနှုတ်သုံးကိုဆွဲမယ်အဲ့ဒါကအနှုတ်တအနှုတ်နဲ့အနှုတ်သုံးဆိုတော့ဒီထိတာမယ်နော်အဲ့တော့ဒါလေးကိုဆက်ဆွဲလိုက်မယ်ဒါကအနှုတ်သုံး ဒါပြီးတော့အနှုတ်ငါးကလည်းဒီကနေပြီးတော့ဒီဘက်ကိုပဲဆက်လာမယ်သူကဒီဘက်ကိုသွားလိုက်လို့ရှင်ဆရာမတို့ကဆွဲတာအပေါင်းငါးဖြစ်သွားမှာ plus 5ဖြစ်သွားမှာဒီတော့ဆက်လာမှာဆိုတော့ဒီဘက်ကိုဆက်ပြီးတော့မှဆွဲပြီးမယ်နောက်တစ်ခုအဘေဒါကပါလဲဆိုတော့အနှုတ်ငါဒီတော့အနှုတ်၃ရဲ့အနှုတ်၅ရဲ့ဆွဲလိုက်တာဒီအနှုတ်၈ထိရောက်တယ်ဆိုဆရာမတို့ကရတဲ့အဖြေကပါလဲဆိုရင်၃ညကနေပြီးတော့မှအနှုတ်၈ထိ ဒီမှာထိတ်ကိုတက်မယ်ဒါကအနှုတ်ရှင်။ဟုတ်ပြီဒါဆိုရင်ဆင်မတို့တို့အတွက်အဖြေရေးမယ်အနှုတ်၃အပေါင်းအနှုတ်၅ကိုပေါင်းလိုက်တော့ဆင်မတို့ရတဲ့အဖြေဒီအနှုတ်ရှင်းရတယ်။ကိမြင့်မှာလည်းအနှုတ်ရှင်းရတယ်။အဲ့တော့အရင်ဆုံးအနှုတ်၃ကိုဆွဲမယ်။အနှုတ်၅ဒီလည်း negative ဘက်ကိုလည်းသွားမယ်။ဆက်သွားလိုက်မယ်ပြီးတော့မှဒီကနေပြီးတော့မြင်းကိုဒီဘက်ကိုဆွဲလိုက်မယ်အဲ့တော့မြားကောင်းနေကတော့အကုန်လုံးဒီဘယ်ဘက်ကိုပဲလှည့်နေမှာဖြစ်တယ်နောက်တစ်ခုကစာလုံးအနုတ်သုံးအနုတ်ခွန် နောက်ခုစလုံးကအနှုတ်ဖက်မှာဆိုတော့ဆင်မတို့ကအနှုတ်ဖက်ကိုပဲဆွဲပြီးတော့မှအပေါင်းဖက်ကိုမဆွဲနိုင်ရတယ်။ဒါပေမဲ့ကိုကဆွဲကျင်တယ်ဆိုလည်းမဖြစ်လဲ။ဘာမှမဖြစ်ပါဘူး။ဆွဲလိုက်လို့ရပါတယ်။နော်ဒါဆင်မကဒီဘက်မှာ1 2ဆိုပြီးမှရထားမယ်။ဒါကကြတော့ -1 -2 -3 -4 -5 -6 -7 -8 -9 -10 -11 -12 -13 -14 -15 -16 -17 -18 -19 -20 ဆင်မတို့တွားလိုက်မယ်။ -10 မှာမြားခေါင်လေးရှိမယ်။ ပါဗျာ။ဒါဆင်ဆမကအနှုတ်၃ဝင်ဆွဲမယ်။ဒီနဲ့၃တိတိဆွဲပါမယ်။အဲ့တော့များကောင်းဒီပဲပက်လက်နေမလို့ဆိုတော့ minus ဖြစ်တဲ့အတွက်ကြောင့်မလို့ minus ဘက်ကိုလဲနေမယ်။ဒါက minus 3။နောက်တော့ -7 ဆိုတော့ခုနကလိုမျိုးပဲသူကဆက်ပြီးသွားမယ်1 2 3 4 5 6 9အဲ့တော့ဘယ်တိသွားမလဲဆိုတော့ဒီတိသွားပါမယ်အော်ဒါကဒီကနေဒီတိသွားလိုက်မယ်သူကလည်း minus ဖြစ်တဲ့အတွက်ကြောင့်များကောင်းဒီဘက်ကိုသွားမယ်ဒါက -7 ုတ်ပြီအဲ့တော့ဆရာမတို့ရတဲ့ဖြေကဒီကနေပြီးတော့မှအနုတ်30အထိဖြစ်တဲ့အတွက်ကြောင့်မလို့ဒါလေးကိုဆွဲလိုက်မယ်အဲ့တော့ဒါကအနုတ်30ဆိုရင်မှရတဲ့ဖြေကဟုတ်ပြီနော်အဲ့တော့ဒါကိုတော့ဆရာမဖြတ်လိုက်မယ်မိကွန်းကခြားတဲ့ရောက်နေတော့ဟုတ်ပြီနော်အဲ့တော့အနုတ်3အနုတ်ခွန်သူ့ကိုဆရာမတို့စဉ်းစားကြည့်တဲ့အခါမှာအနုတ်3အပေါင်းအနုတ်ခွန်ခုနကလိုပဲလက္ခဏာတွင်ရင် ပေါင်းမယ်တူတဲ့လက္ခဏာကိုရေးမယ်ဆိုတော့အနုတ်30ဆိုရင်မှရတယ်အနုတ်3အပေါင်းအနုတ်ခွန်ကအနုတ်30ရတယ် ။အော်ဘယ်နောက်တစ်ခုကဆ iam ကစလိန်ကိုဆွဲပြမယ်။စလိန်က -8, -10 ဟုတ်ပြီဒါကကြတော့ကျွန်တော်စဉ်းစားကြည့်မယ်နော် -8, -10 ဒီ -8 +-10 သူ့ကိုအာ unit ဘယ်နှစ်ခုလောက်ဆွဲလိုက်ဆွဲရမလဲဆိုတာလေးကိုဒီလိုစဉ်းစားကြည့်မယ်လက္ခဏာတူတယ်လက္ခဏာတူရင်ပေါင်းမယ်တူတဲ့လက္ခဏာကိုတက်မယ်ဆိုတော့အနှုတ်ရမယ်ဟုတ်ပြီနော်10ရဲ့8ရဲ့က18ဆိုတော့ကျွန်တော်အနှုတ်ဖက်ကို18လောက်ထိသွားဖို့လိုမယ် ဒီတော့ဒီပုံကိုဆွဲတဲ့အခါမှာဆရာမတို့ကအနည်းဆုံးတော့16 20လောက်ထိသွားပြီးတော့မှဆွဲထားမှဒီပုံကိုဆရာမတို့ကဆွဲလို့ရမယ်။ဟုတ်ပြီအဲ့တော့ကြည့်အောင်နော်။ဆရာမတို့ကအနှုတ်၈နဲ့အနှုတ်30ကိုဒီမှာပေါင်းကြည့်လိုက်တော့အနှုတ်16ရရတယ်။ဒါဆိုလို့ရှိရင်16ထိတော့ဆရာမတို့ဆွဲလိုက်ရမှာပဲဟုတ်ပြီနော်။အဲ့တော့ဒါကတော့တစ်မျက်နှာလုံးလိုပါမယ်။တဝက်တွေခွဲပြီးမှဆွဲလို့မရပါဘူး။အဲ့တော့ဆရာမအရင်ဦးဆုံးအနှုတ်၈ကိုဆွဲလိုက်မယ်။ ဒီကနေပြီးတော့မှရှစ်ထိဆွဲမယ်ပေါ့နော်ဒီထိဆွဲရမယ်များကောင်းဒီဘက်ဘက်မှာတက်ပါမယ် negative effect ကိုတက်ရမယ်ဟုတ်ပြီဒါကအနုတ်ရှစ်အနုတ်၁၀ကိုဆက်ဆွဲမယ်ဒီကနေပြီးတော့၁၂၃၄၅၆၇၈၉၁၀၁၈ခထိသွားပြီးတော့ဆွဲရပါမယ်အဲ့တော့အဲ့ဒါကိုဆင်မလို့ဆွဲလိုက်မယ်အဲ့တော့ကလေးတို့ကတော့တက်အောင်ဆွဲပါနော်ဆင်မအမြင်မြင်လေးပဲရှင်းပြမှာဖြစ်လို့ ဒါကအနုတ်30ဒါဆိုရင်ဒီမှာ၃ညကနေပြီးတော့မှ18ထိဆရာမတို့ကမြင်းတစ်ကြောင်တစ်ခါလဲဆွဲလိုက်မယ်ဒါကအနုတ်18ဖြစ်သွားပြီဟုတ်ပြီနော်အဲ့တော့ဆရာမတို့ရတဲ့အဖြေကဘယ်လောက်လဲဆိုတော့အနုတ်10အပေါင်းအနုတ်30ကိုပြင်းပြင်းဆွဲတော့အနုတ်18ရတယ်ဟုတ်ပြီနော်အဲ့တော့အများကောင်းတွေကတော့အနုတ်ဖက်မှာတက်ပေးရမယ်အဖြေကလည်းအနုတ်ဆိုတော့အများကောင်းကအနုတ်ဖက်မှာတက်ပေးရမှာမယ် ဟုတ်ပြီတော့ဇခွဲကိုကြည့်အောင်အနှုတ်6ပေါ်မှာအနှုတ်3အဲ့တော့ကျွန်တော်တို့သူ့ကိုစဉ်းစားကြည့်မယ်အနှုတ်6နဲ့တန်ပါ့အနှုတ်6အပေါင်းအနှုတ်3အဲ့တော့လက္ခဏာတူရင်ပေါင်းမယ်တူတဲ့လက္ခဏာရေးမယ်3 6ရ3ရပေါင်းတော့9အနှုတ်9အဲ့တော့ကျွန်တော်တို့အနှုတ်9ထိရအောင်ဆွဲပေးရမှာဖြစ်လို့9ထိဆွဲလို့လို့ရှင်ရပါပြီနော်အဲ့တော့ကျွန်တော်တို့ဒါလေးကိုဆွဲကြည့်မယ် ဘေးနည်းရှည်သွားတယ်ဘာမှဖြစ်ပါဘူး operator ဆိုတော့ဒီနန်းလောက်မှာ0ထားလိုက်မယ်ဒီမှာ1ဒီဘက်မှာ2 -1 -2 -3 -4 -5 -6 -7 -8 -9 -10 ဆိုပြီးတော့ရဟုတ်ပြီအဲ့တော့အရင်ဆုံးအနှုတ်6ကိုဆွဲမယ်3ညဒီက oh sorry ဒီမှာ3ညနဲ့ဆဆွဲမယ်3ညနဲ့အနှုတ်6ဒီကိုဆွဲလိုက်မယ် အဲ့တော့ဒါကအနှုတ်ချဟုတ်ပြီနော်နောက်တစ်ခုပါဆွဲမလားဆိုတော့အနှုတ်သုံးကိုဆွဲမယ်အနှုတ်ဖြစ်တော့အနှုတ်ဘက်ကိုဆက်ဆွဲမယ်1 2 3 3ညနဲ့ဆက်ဆွဲတော့ဒီထိဆွဲမယ်ညာဒီထိဒီဘက်ထိကိုလာမယ်အဲ့တော့ဆမ်မလို့ဆွဲလိုက်တဲ့အနှုတ်6ရဲ့အနှုတ်3ရဲ့ကပေါင်းလိုက်တော့အနှုတ်9ရရဲဆိုတော့ဒီမှာ3ညာနေပြီးတော့အနှုတ်9ထိကိုညာလေးဆွဲလိုက်မယ်အဲ့တော့ဒါပါလဲဆိုတော့ဆမ်မလို့ရထားတဲ့အနှုတ်9ဟုတ်ပြီနော် ဲ့တော့ကိုကိုတော့အပေါ်မှာရေးပါမယ်အဲ့တော့ဒါကိုဆမရိုစာရေးလိုက်မယ်အနုတ်၃အပေါင်းအနုတ်၃ကအနုတ်၉ရတယ်ဆိုမှဟုတ်ပြီနော်အဲ့တော့ကိမြင်ဆွဲတဲ့အခါမှာအနုတ်၆ဆိုတော့အနုတ်ဘက်ကိုဆွဲမယ်အနုတ်၃ဆိုအနုတ်ဘက်ကိုဆွဲမယ်ပေါင်းလိုက်တော့အနုတ်ဆိုတော့ဗာများကောင်းနေအကုန်လုံးဒီ minus ဘက်မှာဘယ်ဘက်မှာရှိနေမယ်ရပြီနော်ဟုတ်ပြီဒီတော့ကြန့်ရှိနေတဲ့နံပါတ်၄ကိုဆံမှာကနောက်ဗီဒီယိုတွေမှာဆက်ပြီးရှင်းပြပေးပါမယ်အဲ့တော့ခုလိုနားထောင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်